အိန္ဒိယနဲ့ပါကစ္စတန်နောက်ဆုံးရစီးရီးသတင်းတွေကိုပြောချင်ပါတယ်။အိန္ဒိယရဲ့လေကြောင်းတိုက်ခိုက်မှုတွင်မှပါကစ္စတန်မှာခြေစားပြီးကုလသမဂ္ဂကအကြမ်းဖက်လို့သတ်မှတ်ထားခံရတဲ့မူလာဒါမာဆုအာဇာပါဝင်မိသားစုဝင်10ဦးနဲ့သူ့လူယုံတွေသေဆုံးခဲ့တယ်လို့သိရပါတယ်။ပါကစ္စတန်နိုင်ငံပန်ဂျပ်ပြည်နယ်က ဘာဟာဝါဘူးမြို့ကပလီကိုအိန္ဒိယကလေကြောင်းတိုက်ခတ်ခြင်းတေဆုံးခဲ့တာလို့သိရပါတယ်။တေဆုံးသူတွေထဲမှာသူတို့ကောင်းဆောင်ရဲ့အမကြီးနဲ့ခင်ပွန်းသူ့ရဲ့တူပြည်သူနဲ့ဇနီးတူမတူမိသားစုဝင်ကလေးငါးဦးတို့ပါပါတယ်လို့ဆိုပါတယ်။အဲဒီဂျမ်ဆိုတဲ့ဖွဲ့ဟာ2019ဖေဖော်ဝါရီကအိန္ဒိယကက်စမီးယားဘက်ချမ်းမှာတပ်ဖွဲ့အယောက်40တေခဲ့တဲ့အသေးခံဘုံခွင့်ပြုလုပ်ခဲ့ပြီးဒီဖြစ်ကြောင့်ပဲအိန္ဒိယနဲ့ပါကစ္စတန်ဟာအဲ့ဒီကိစ္စကစစ်ဖြစ်လူနေပါဖြစ်ခဲ့တာပါ။အိန္ဒိယရဲ့ခုတက်ခတ်မှုတွင်မှာ အဲ့ဒီကုလကလိုရှိနေတဲ့အကျန်းဖတ်ခေါင်းဆောင်နဲ့အနီကလူယုံတော်ဦးအဲ့ဒီလူယုံတွေတဲကတူရဲ့မိခင်တို့တေဆုံးခဲ့တယ်လို့အဲ့ဒီအဖွဲ့ကထုတ်ပြန်ခဲ့ပါလေ။ဒါအပြင်အိန္ဒိယရဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့နိုင်ငံခြားသတ်မှတ်ထားတဲ့ထိုင်းချုပ်မြင်းတချောင်းကပြစ်ခတ်မှုတွေလူ26ဦးတေသွားပြီလို့ပါကစ္စတန်စစ်ဘက်ကပြောပါတယ်။နောက်ထပ်လူ46ဦးနဲ့ဒဏ်ရာရတယ်လို့ပါကစ္စတန်စစ်ဘက်ပြောခွင့်ရဒုဗိုလ်ချုပ်ကြီးအာမတ်ရှာရက်ကပြောပါတယ်။အစောပိုင်းတေဆုံးသူ10ဦးရှိတယ်လို့ဆိုပါတယ်။ အိန္ဒိယဘက်ကပြုလုပ်တဲ့သတင်းစာရှင်းပွဲမှာတော့အိန္ဒိယစစ်အရာရှိတွေကပါကစ္စတန်မှာအရသာတိုက်ဆုံတာမရှိပါဘူးဆိုပြီးပထမညင်းခဲ့တာဖြစ်ပါလေပါကစ္စတန်ရဲ့ကက်စမီးယားပတ်ချံကိုလေကြောင်းတိုက်ခိုက်တဲ့နဲ့ပတ်သက်လို့အိန္ဒိယနိုင်ငံဂျာယီဝန်ကြီးနဲ့တူအိန္ဒိယစစ်ဘက်အရာရှိတွေဟာပြီးခဲ့တဲ့မနေ့ပိုင်းမှာပဲဒေးလီမှာသတင်းစာရှင်းပွဲတွေလုပ်ခဲ့ပါလေအဲ့ဒီသတင်းစာရှင်းပွဲမှာတိုက်ခိုက်မှုသေးစိတ်ကိုအိန္ဒိယစစ်ဘက်အရာရှိတွေကထုတ်ပြောလာပါလေ ။တွေ့ကြကြတဲ့ကထူးခြားချက်တွေကတော့အိန္ဒိယဟာပါကစ္စတန်နဲ့ပါကစ္စတန်အုပ်ချုပ်တဲ့ကက်စမီးယားဘက်ခြမ်းကနေရာကိုကူလေကြောင်းတိုက်ခတ်ခဲ့ကြောင်းအဲဒီတိုက်ခိုက်မှုတွေကိုအိန္ဒိယစံတော်ချိန်မနက်တနင်္ဂနွေ9မိနစ်ကနေတနင်္ဂနွေမိနစ်30အတွင်း25မိနစ်ကြာပြုလုပ်ခဲ့တယ်ဆိုပါတယ်။ယုံကြည်ရတဲ့ထောင်လိုင်းချက်လက်တွေရရှိမှုကိုထည့်သွင်းစဉ်းစားပြီးပြည်မှတ်တွေကိုရွေးချယ်ခဲ့တယ်ဆိုပါတယ်ပြည်မှတ်တွေကိုအောင်မြင်မြင်ဖြည့်ဆည်းနိုင်ခဲ့တယ်ဆိုပါတယ် ဖြတ်စည်းခဲ့တဲ့အကြမ်းဖက်စကန်တွေလို့ညွှန်ထားတဲ့ဓာတ်ပုံတွေကိုလည်းသူတို့ကလူမှုကွန်ရက်မှာလွှင့်ထုတ်ပြသနေတယ်လို့ဆိုပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့အခြေအနေတွေကိုနှီးကပ်ဆောင်ကြည့်နေတယ်လို့ American နိုင်ငံခြားရေးဝန်ကြီး Marco Rubio ကဆိုပါတယ်။အစောပိုင်းတုန်းကအိန္ဒိယမြို့သားလုံးချုံရေးကြံပေးနဲ့ Marco Rubio တို့စကားပြောခဲ့ပြီးဒီအခြေအနေတွေကိုချင်းယုံပြောခဲ့တယ်လို့ American မှာရှိတဲ့အိန္ဒိယတန်ယုံကဆိုပါတယ်။ American သမ္မတ Trump ကလည်းအိန္ဒိယတိုက်ခိုက်မှုဟာရှက်စရာပဲလို့ပြောပါတယ်။ ဒီအချိန်လေးအများဆုံးအဆုံးသတ်ရေးမျှော်လင့်တယ်လို့သမ္မတ Trump ကဆိုပါတယ်မာကိုရူဘီယိုကလည်းဒီအချိန်လေးအများအဆုံးသတ်ဖို့မျှော်လင့်တဲ့အကြောင်းသမ္မတ Trump ပြောထက်လောင်းပြောပါတယ်ငြိမ်းချမ်းတဲ့အဖြစ်တစ်ခုထက်လောင်းအိန္ဒိယနဲ့ပါကစ္စတန်ကြားထဲမှာမိမိတို့ဝင်ရောက်ပြီးတော့ဆေးဆက်ညှိနှိုင်းပေးမယ်လို့ဆိုပါတယ်အိန္ဒိယဘက်ကတိုက်ခိုက်မှုကိုပါကစ္စတန်ကလည်းပြန်လည်တုံ့ပြန်မှာ အိန္ဒိယရဲ့ SU-30 ပါဝင်လေယာဉ်5စင်းပစ်ချခံရတယ်လို့သိရပါတယ်။လက်ရှိချိန်ဒီအိန္ဒိယတပ်လေယာဉ်5စင်းပစ်ချခဲ့တယ်လို့ဒီပြူနိုင်ပါပြီ။အဲ့ဒီမှာ Rafale တပ်လေယာဉ်3စင်း SU-30 ဒီစင်း MiG-29 ဒီစင်းနဲ့ Haron drone ဒီစင်းတို့ပါတယ်လို့ပါကစ္စတန်စစ်တပ်ကပြောပါတယ်။အိန္ဒိယဘက်ကတော့ပါကစ္စတန်ရဲ့အခုလိုပြောဆိုချက်ကိုလက်ရှိချိန်ထိ ပြန်လည်ပြီးတော့တုံ့ပြန်ခြင်းမရှိသေးပါဘူး။ပါကစ္စတန်ကိုတိုက်ခတ်ခဲ့တဲ့အိန္ဒိယရဲ့ Operation Sindho စစ်စင်ရေးမှာအိန္ဒိယစစ်တပ်ကဘလို့လက်နက်တွေကိုတုံးခဲ့လဲကြည့်အောင်ဗျ။အဲ့ဒီလက်နက်တွေထဲမှာ SCALP Cruise တုံးကြီးတွေပြင်မှတ်တကြတဲ့ Hammer ဘုံးတွေနဲ့အသေးကန်ဒုံးတွေပါဝင်ပါလေ။ Strong Shadow လို့လူသိများတဲ့ SCALP ဒုံးကြီးတွေဟာလေယာဉ်နဲ့ပစ်ခတ်တဲ့ Cruise တုံးကြီးဖြစ်ပြီး ီလိုမီတာ150အကွာဝေးထိပစ်ခတ်နိုင်ကအလုံးအကွာဝေးတဲ့ပစ်မှတ်တွေကိုတိုက်ခိုက်ဖို့ရည်ရွယ်ထုတ်လုပ်ထားပါတယ်။ဟမ်မာမီရှိဘုံကိုခန္ဓာခိုင်မာတိဆောက်ထားတဲ့ဘန်ဂါတွေဒါအပြင်လေ့ကျင့်ရတဲ့ထောက်ပို့စင်တာတွေ အထက်မြင့်အဆောင်တွေအလုံးခိုင်မာတဲ့အခြေခံအဆောင်တွေကိုတိုက်ခိုက်ရမှာသုံးပြီးတဲ့စမတ်ဘုံမျိုးစားဖြစ်ပါတယ်။ဟမ်မာဘုံဟာပြင်းထန်တိကျတဲ့လမ်းညွှန်စနစ်နဲ့အတူကီလိုမီတာ90မှ80အကွာဝေးတွင်းမှာရှိတဲ့ပြင်းထန်တွေကိုတိုက်ခတ်ခဲ့ပါတယ်။ကာမီကာဇီဒရုန်းလိုလူသိများတဲ့အသေးခံဒရုန်းတွေကိုတော့ထောင်လိုင်းရေးပြင်းထန်ရှာဖွေရေးနဲ့တိုက်ခိုက်ရေးမရှင်တွေအတွက်သုံးပြုခဲ့တယ်ဆိုပါတယ်။ဒီဒရုန်းတွေဟာပြင်းထန်ကိုဝန်တိုက်ပြီးဖောက်ခွဲတဲ့ဒရုန်းမျိုးစားတွေလည်းသိရပါတယ်။အိန္ဒိယဘက်ကထုတ်ပြန်ချက်အရတိုက်ခတ်ခဲ့တဲ့ပြင်းထန်တွေကတော့ JEM လက်နက်ကင်ဖွဲ့ရဲ့စစ်စင်ရေးဌာနချုပ်တွေ၊ Working မြို့မှာရှိတဲ့ LED ဖွဲ့ရဲ့ခြံဝန်း Quarterly မြို့မှာရှိတဲ့ JEM လက်နက်ကင်ဖွဲ့စခန်း၊ Musa Braba မြို့မှာရှိတဲ့ JEM နဲ့ LED ဖွဲ့တွေစခန်းတွေ၊ Banala မြို့မှာရှိတဲ့ LED ဖွဲ့ထောက်ပို့စခန်းတွေ၊ Taragala မြို့မှာရှိတဲ့ JEM ဖွဲ့တပ်သားစ်အစုဆောင်ရေးစခန်းနဲ့စာယာဂေါ်မြို့မှာရှိတဲ့ဟာဇီဘူးမူဂျာဟီဒင်အက်ရှန်ဖွဲ့လေ့ကျင့်ရေးစင်တာတွေပါဝင်တယ်လို့သိရပါတယ်။ လောလောဆယ်မှာတော့ပါကစ္စတန်ရဲ့ဘက်လေးချောင်းပို့ဆောင်ရေးနဲ့လုံခြုံရေးဌာနတွေကအရေးပေါ်အခြေအနေတွေကြေညာခဲ့ပြီးပါကစ္စတန်ဝေဟင်ပိုင်နက်ကို48နာရီ၄နဲ့ရဟရင်ယာယီပြန်တမ်းခွင့်ပိတ်ပင်ထားပါတယ်မြို့တော်အစ္စလာမဘတ်လာဟောကရာချီစားရှိတဲ့ဒီကလေစိတ်တွေကိုလည်းအရေးပေါ်ပိတ်ထားပြီးအစ္စလာမဘတ်နိုင်ငံတကာလေစိတ်လေကြောင်းခီးစဉ်အားလုံးဖျက်သိမ်းလိုက်ပါတယ်။ဆိုင်ရောက်မဲ့ချိုးလင်းရင်ခီးစဉ်တွေလည်းနောက်ကျောင်းပြန်သွားပါတယ်။ပန်ဂျက်ပြည်နယ်ဆိုရကလည်းပြည်နယ်တစ်ခုလုံးမှာရှိတဲ့စာသင်ကျောင်းအားလုံးပိတ်လိုက်ပါတယ်။ ပါကစ္စတန်ပေါ်အိန္ဒိယရဲ့လေကြောင်းတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန်ရှုတ်ချပြီးပါကစ္စတန်ဟာအိန္ဒိယဘက်ကစတင်တဲ့စစ်ပွဲလှုပ်ရှားမှုပေါ်အပြေအဝတုံ့ပြန်မယ်လို့ပါကစ္စတန်ဝန်ကြီးချုပ်ကကြေညာချက်ထုတ်ပြန်ထားတာဖြစ်ပါတယ်။အခုစစ်ရေးလှုပ်ရှားမှုကိုပြင်းထန်ရှင်းလင်းတည်ကြပြီးသတိကြီးကြီးလှုပ်ဆောင်ခဲ့ကြောင်းချေမိုးရေးရှိန်မြင့်တက်မှာမဟုတ်ဘူးလို့အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနကတော့ပြောထားပါတယ်။အခုလက်ရှိသုံးသပ်မှုအရပါကစ္စတန်မှာလည်းတာဝေးပြတာလက်ပြ ဒုံးကြီးပေါင်းမျိုးစုံလက်လက်မျိုးစုံရှိတဲ့အတွက်အိန္ဒိယကိုဒုံးကြီးတွေနဲ့လက်တုံပြန်မယ်လို့ယူဆရပါတယ်။အခုတက်ခတ်မှုမှာအိန္ဒိယကပါကစ္စတန်စစ်တပ်နဲ့အရသားပြစ်မှတ်တွေကိုရှောင်ရှားပြီးအကြမ်းဖက်သမားတွေရဲ့စခန်းတွေကိုသာအတိအကျတိုက်ခိုက်ခဲ့တယ်လို့ဆိုပေမဲ့ပါကစ္စတန်ဘက်ကဘလို့လက်တုံပြန်ပြစ်မှတ်ထားမယ်ဆိုတာမသိရသေးပါဘူး။တကယ်လို့ပါကစ္စတန်ဘက်ကအိန္ဒိယစစ်ခန်းတွေကိုပြစ်မှတ်ထားတိုက်ခိုက်လိုက်ရင်အိန္ဒိယကလည်းလက်တုံပြန်မလွဲပါဘူး။ဒါဆိုရင်နျူကလ িয়ার ထိပ်ဖူးပေါင်း200နီးပါးစီရှိတဲ့ အိန္ဒိယနဲ့ပါကစ္စတန်ရဲ့စစ်ပွဲဟာစိုးရင်စရာအဆင်ကိုရောက်သွားမှာဖြစ်ပါတယ်။အိန္ဒိယမှာနျူကလ িয়ার လက်နက်ထိပ်ကူ180ပါကစ္စတန်ဘက်မှာ180လောက်ရှိပါတယ်။ပြည်ထနာစတာကအိန္ဒိယထိန်းချုပ်ထဲကက်စမီးယားနယ်ထဲမှာဘာသာရေးကြမ်းဖက်သမားတွေကတိုရစ်တွေကိုရဲဆက်တိုက်ခိုက်ခံရတာစတာပါ။အိန္ဒိယကပါကစ္စတန်ကိုအချိန်မရွေးတိုက်ခိုက်မှာဖြစ်တဲ့ကြောင့်ပါကစ္စတန်ကဒီရက်ပိုင်းမှာတက်လက်ထားပါတယ်။ဒီနေ့မှအဆောမှာပဲအိန္ဒိယဘက်ကစစ်စင်ရေးစတင်ပြီးပါကစ္စတန်ဘက်ကလည်းကြိုတင်ပြင်ဆင်ထားတဲ့အတိုင်း နေကြောင်းရံကာကွယ်ရေးဒရုန်းတွေနဲ့ပြင်းထန်ပစ်ခတ်ခဲ့ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်စစ်အကြီးကျယ်ဖြစ်နိုင်သလား။နှစ်နိုင်ငံလုံးဟာခါးသီးတဲ့သမိုင်းပြဿနာရှိသလိုနောက်ွယ်ကမြောက်ခွေးတဲ့နိုင်ငံရှိတာရဲ့လက်နက်အပြိုင်ဆိုင်တပ်ဆင်တွေလို့စစ်ကအ ਨੇ စုံရပ်ပိုင်းကနေနျူကလ িয়ার လက်နက်သုံးဖို့စံပြင်းတဲ့အထိအခြေအနေမျိုးမျိုးသုံးသပ်သွားနိုင်ပါတယ်။တကယ်တော့2019မှာကော်လိုရိုတက္ကသိုလ်နဲ့ရက်ဂါတက္ကသိုလ်တို့ကသုတေသနပညာရှင်တွေက အိန္ဒိယနဲ့ပါကစ္စတန်ဟာ2025မှာစစ်ဖြစ်နိုင်ကြောင်းအဲ့ဒီကတည်းကတတိပေးချက်ထုတ်ပြန်ခဲ့ပြီးသားပါအိန္ဒိယနဲ့ပါကစ္စတန်ဟာညူလက်နက်တွေရန်ဆောင်ရင်းအပြိုင်ဆိုင်တက်ဆင်နေတဲ့နိုင်ငံတွေပါဒါကြောင့်လည်းပညာရှင်တွေကစစ်ဖြစ်ခဲ့ရင်နျူကလ িয়ার လက်နက်သုံးထဲချီခြေလွန်လက်လွန်ဖြစ်နိုင်ကြောင်းတတိပေးခဲ့ပါလေအိန္ဒိယကနျူကလ িয়ার မဟာဗျူဟာလက်နက်အလုံး100သုံးနိုင်ပြီးပါကစ္စတန်က153ခဲ့ရင် ်လူပေါင်းတန်းတရာလောက်ဟာဘဝပြောင်းသွားနိုင်ပါလေနောက်ထပ်တန်း90ကနေတန်းတရာ25တန်းကြာ radiation နှမြောင်ကြီးတင်ပြီးသိနိုင်ပါတယ်ဒါဟာဖြစ်လာနိုင်မယ်လို့ပြောတာမဟုတ်ပဲတစ်ဖက်ဖက်က nuclear စစ်ပွဲစတုံးခဲ့ရင်ဖြစ်သွားနိုင်ခြေကိုတွက်ချက်ထားတာပါအဲ့ဒီလိုဖြစ်ရင်မီးလောင်ပေါက်ကွဲမှုအကြီးအကျယ်ဖြစ်ပြီးကမ္ဘာလေတုထဲကို black carbon အမှုန်ပေါင်းတန်36တန်းတောင်လွင့်ပြန်သွားပါလိမ့်မယ်ဒီလိုကာဗွန်မှုန်တွေဟာနေအောင်ကြီးကိုပိတ်ဆို့လို့နေအောင်ကြီးရရှိမှု35ရာခိုင်နှုန်းထိကျဆင်းသွားပြီး ကဘာကြီးရဲ့ပူချိန်ဟာ9ဒီဂရီလောက်စီကျသွားပါလိမ့်မယ်။မိုးနဲ့စီနေရွာသွန်းမှု30အကန့်လောက်ကျသွားမှပြဿနာရှိပြီးရေရှားပါတဲ့ပြဿနာတက်လာပါလိမ့်မယ်။စိုက်ပျိုးသီးနှံတွေပျက်စီးဆုံးရှုံးမှာဖြစ်ပေ။ပင်လယ်သမုဒ္ဒရာရဲ့ ecosystem တွေပြပြသွားပါလိမ့်မယ်။စိုက်ပျိုးပင်ဖြစ်ထမှု30အကန့်လောက်ကျသွားပါလိမ့်မယ်။ပင်လယ်ထွက်ပစ္စည်း15အကန့်လောက်ကျဆင်းသွားပါလိမ့်မယ်။ပါကစ္စတန်ကုန်းတွင် စားတော့မှဘယ်သူမှစားရမှာမဟုတ်တော့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့စားတွေမှာရေဒီယိုသတိကြွတက်တွေပေါတော့မှဖြစ်ပါလေ။လေဒူထဲကိုရောက်သွားမဲ့ black carbon မှုန်တွေဟာလေဒူထဲမှာအတန်ကြာစိုင်းနေနိုင်ပြီးလူနဲ့တိရစ္ဆာန်တွေအတွက်အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂတွေဖြစ်ပြီးခက်ဆန်နေပါလေ။အိန္ဒိယဟာကမ္ဘာလူဦးရေအများဆုံးနိုင်ငံဖြစ်လာပြီးစီးပွားရေးတိုးတက်ဖို့တာဆိုနေတာရပ်တန့်သွားနေပါလေ။ဒီနိုင်ငံပြည်ထောင်တိုက်ခိုင်အိန္ဒိယနိုင်ငံတွေကိုကြိုးတက်ရောက်မှုရှိပါမယ်။ ဒီလိုဆိုးကျိုးတွေဖြစ်လာတဲ့နောက်မှာရန်ဆောင်တဲ့နှစ်နိုင်ငံကိုစစ်မဖြစ်စေချင်တာပါအိန္ဒိယနဲ့ပါကစ္စတန်မှာကုလားရဲ့နျူကလ িয়ার ထိန်းချုပ်ရေးစာချုပ်ကိုလက်မှတ်မထိုးထားပါဘူးတကယ်လို့ဒီစာချုပ်ကသာနှစ်ဖက်လုံးကလက်မှတ်ထိုးရင် တကဘာကြီးတော်တော်စိတ်အေးရမှာပါကဘာကြီးမှာအုံသွေးရေးစစ်ပွဲကြောင့်စီးပွားပြက်ကပ်ဆိုင်လူဖြစ်နေတဲ့ချိန်အိန္ဒိယပါကစ္စတန်ရေးဟာမျိုးကိုခါကျိုးစေတဲ့နောက်ဆုံးတင်တဲ့ကောက်ရိုးထိုးဖြစ်သွားနိုင်ပါတယ် နှစ်နိုင်ငံရန်ဆောင်နေရင်ကအပြက်အပြက်နဲ့နှာခေါင်းသွင်းထွက်မဲ့အရေးအချိန်မီတားဆီးနိုင်ဖို့လိုပါတယ်။နှစ်နိုင်ငံလုံးဟာနျူကလ িয়ার လက်နက်လွဲတကူထုတ်သုံးမှာမဟုတ်ပေမဲ့နှစ်ဖက်ပြန်ဆန်နျူကလ িয়ার လက်နက်စုနေခြင်းဟာတစ်ခုမဟုတ်တစ်ခုတစ်နှစ်နှစ်မှာအချိန်မြင့်ထပ်ပေါက်နိုင်တဲ့ချိန်ကြိုက်ဘုံကြီးဖြစ်လာမှာတော့အမှန်ပါပဲ။